တရုတ်နိုင်ငံကျိုးရှမ်းမြို့မှာနေတဲ့အမျိုးသမီးတဦးဟာပြီးခဲ့တဲ့တစ်ပတ်ကသူမရဲ့ချစ်သူကိုလက်တက်ခွင့်တောင်းဖို့အငားရဲ့အစီ900ကျော်ကိုငှားရမ်းခဲ့လို့သိရပါဗျ။အဲ့ဒီအမျိုးသမီးဟာအငားရဲ့ကုမ္ပဏီကို ရွှေတောင်းပေးချီပြီးအငားရဲ့900ကျော်ရဲ့ LED ပုတ်တွေပေါ်မှာလက်တက်ခွင့်တောင်းတဲ့စာတွေကိုရေးစီခဲ့တာဖြစ်ပါတယ်။ LED ပုတ်ပေါ်မှာကြံ့ကျင်ဖုံငါးနှစ်ကိုလက်ထပ်ပြရစီဆိုတဲ့စာတွေကိုရေးထားတဲ့အငားရင်တွေဟာမြို့အနှံကို၄နိုင်ကြာလှည့်လည်ခဲ့ပါတယ်။ ောက်ပိုင်းမှာအမျိုးသမီးဟာသူမရဲ့ချစ်သူနဲ့ပန်းချံတစ်ခုမှတွေ့ပြီးတငယ်ချင်းတွေရှိမှပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ဆိုရှယ်မီဒီယာတွေအသုံးပြုသူအများစုကတော့ဒီလိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသမီးရဲ့တတိကိုချီးကျူးခဲ့ကြပါတယ်။ကျိုးရှန်မျိုးမှာတိုက်စီတွေကိုငှားပြီးဒီလိုချစ်စကားဆိုတာဒါပြမောင်ဆုံးချိန်တော့မဟုတ်ခဲ့ပေမဲ့မနေ့ကဂျွန်လာကလည်းအမျိုးသားတဦးကသူ့ရဲ့ကောင်မလေးကိုချစ်စကားဆိုဖို့တိုက်စီကုမ္ပဏီတစ်ခုမှအငှားရင်တွေကိုဆက်ရကြငှားခဲ့လို့သိရပါတယ်။